ဇက်ဖို့မင်းသမီးဖြစ်ပေမဲ့အစိုးပြစစ်စင်အောင်လိုက်မမီနိုင်တဲ့မင်္ဂလာပွဲအပြင်စင်တွေကြောင့်အများကြီးကျူးအားကျခံနေရတဲ့မိပကြီး။စိုးပြစ်စစ်စင်ထက်မင်္ဂလာပွဲစီစဉ်တာစမတ်ကြပြီးတော့ပိုခမ်းထားတယ်လို့ကြီးကျူးခံနေရတာကတော့မိပကြီးပါရှင်။အခုတလောဆိုရှယ်မီဒီယာဆက်မျက်နှာပေါ်မှာမင်္ဂလာပွဲသတင်းတွေပရိဝတ်တင်တက်ပုံလှလှလေးတွေမြင်နေရတာဖြစ်ပါတယ်။အထူးသဖြင့်တော့အခုလပိုင်းအတွက်မှာဆိုရင်ပရိသတ်တွေရဲ့အချစ်တော်အမှုပညာရှင်မင်းသမီးနှစ်ယောက်ရဲ့မင်္ဂလာပွဲကြီးနှစ်ပွဲကိုရှေ့ဆင့်နောက်ဆင့်ကျင်းပသွားဖို့ရှိနေတာဖြစ်ပါတယ်။ဒီပွဲကတော့နိုင်ငံကျော်ထိပ်တန်းမင်းသမီးအကယ်ဒမီဆူရှင်စိုးပြစ်စစ်စင်ကမင်းသားဟင်းဝင် ရန်နဲ့လက်ထက်မဲ့မင်္ဂလာပွဲကြီးဖြစ်တယ်လို့နောက်တစ်ပွဲကတော့ဇက်ဖို့ဇင်းရန်တရုတ်ဆောင်မင်းသမီးလိုလူတီများတဲ့မိပကြီးနဲ့သူ့ရဲ့ချစ်သူကိုမျိုးကိုတို့ရဲ့မင်္ဂလာပွဲဖြစ်ပါတယ်ရှင်။အစပိုင်းမှာတော့လူအများစုရဲ့စိတ်ဝင်စားမှုကထိတ်တန့်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ဆိုပြည့်တဲ့ဇင်းနဲ့ဟင်းဝရန်တို့ရဲ့မင်္ဂလာပွဲအပေါ်မှာပဲစုပုံနေခဲ့ကြတာပါ။သူတို့ရဲ့တရုတ်ပြည်ရေခဲတောင်ပေါ်ကတိမ်တောင်းချေအကုန်ကြာခံရိုက်ကူးခဲ့တဲ့ပရိဝတီတပ်ပုံတွေကလည်းအရင်ကိုကြည့်ရိုက်ခဲ့တာအလုံးနဲ့အတူပါပဲရှင်။ဒါပေမဲ့လည်းဇက်ဖို့တရုတ်ဆောင်မင်းသမီးလေးမိပကြီးရဲ့မင်္ဂလာပွဲပြင်ဆင်မှုတွေကပြည်သူတွေရဲ့အမြင်မှာတော့ထိတ်တန့်မင်းသမီးစုပ ြည့်သည်စင်မင်္ဂလာပွဲအပြင်စင်တွေချက်တောင်းပို့ပြီးတော့ခင်မီစမ်းသက်တယ်ပို့ပြီးတော့စနေတကြရှိတယ်ပို့ပြီးထူးခြားနေတယ်ဆိုပြီးတော့ချီကျူးတန်တွေတစ်ဖြည်းဖြည်းများလာတာကိုတွေ့ရပါတယ် အားလုံးသိကြတဲ့အတိုင်းမိပကြီးကအနုပညာလောကမှာထိတ်တန့်ဒိတ်ဒိတ်ကျဲမင်းသမီးတလက်တမဟုတ်ပါဘူး။ဇပ်ပုတ်စေရင်အစင်နေရာကနေပြည်သက်တွေတိထားမိအောင်ကြိုးစားခဲ့ရသူပါရှင်။ဒါပေမဲ့သူမကထွချွန်ထက်မြတ်တဲ့အမျိုးသမီးတယောက်ဆိုတော့ကိုတော့ဘယ်သူကမှညှင်းလို့မရပါဘူး။မိပကြီးကအနုပညာအလောက်အပြင်သူမရဲ့ကိုပိုင်စီးပွားရေးဖြစ်တဲ့စိန်ရွှေရတနာရောင်းဝယ်ရေး live sale လုပ်ငန်းတွေပြီးတော့သူမရဲ့ကိုပိုင် brand ဖြစ်တဲ့ MBC နှခန်းတွေနဲ့ cosmetic လုပ်ငန်းတွေနဲ့အရန်ကိုအောင်မြင်မှုရရှိထားပါတယ်။သူမကို live sale ပြင်မလို့တောင်းတင်စားခေါ်ရလောက်အောင်ဒီလုပ်ငန်းမှာထိတ်ဆုံးကပြင်းနေသူ ဖြစ်ပြီးတော့ MPC Cosmetics ရာကလည်းပြည်တွင်းစည်းကွက်မှာနေရာတစ်ခုခိုင်ခိုင်မာမာရရှိနေပါတယ်။ဒါကြောင့်လည်းမိပစီကသူမရဲ့ချစ်သူကိုမျိုးကိုနဲ့မင်္ဂလာခန်းသားတွေကိုစီစဉ်တဲ့အခါမှာထိတ်တန့်စတာတွေဖြစ်ကြတဲ့အစုပြည်သစင်းနဲ့ဟင်းဝရန်တို့ထက်တောင်ပို့ပြီးတော့ခန်းအောင်ပို့ပြီးစနစ်ကြအောင်ကျင်းမာနိုင်တာကိုအံ့ဩဖွယ်တွေ့ရှိရပါတယ်။အတူတူဖြစ်လက်ချက်ခွန်တောင်းခံရတဲ့ proposal ပွဲနေ့မှာဆိုရင်လည်းတကယ်ကိုအိမ်မက်ဆန်ဆန်စီစဉ်ထားပြီးတော့အရန်ကိုခန်းသားလှပခဲ့ပါတယ်။ ဒါပြင်တငယ်ချင်းတွေစုံစုံညီနဲ့ကြမ်းမာခဲ့တဲ့ bright to be ပွဲလေးရဆိုရင်လည်းအရန်ကိုချစ်စရာကောင်းပြီးခင်မိတဲ့ပြင်ဆင်တွေကြောင့်အဆိုပြေသစင်းရဲ့ပွဲထက်တာမှပို့ပြီးတော့မိမိုင်းနေတယ်ပို့ပြီးအသက်ဝင်တယ်လို့ချီးကျူးခံနေရတာကတော့အမှန်ပါပဲရှင်အခုနောက်ဆုံးအနေနဲ့မိပစီကသူမရဲ့သူတို့သားလောင်းနဲ့အတူရိုက်ကူးထားတဲ့မင်္ဂလာဥပရိဝတ်တင်တပ်ပုံတွေကိုချပြလာတဲ့ခါမှလည်းပြိသက်တွေကချက်ပြီးတော့အံ့ဩခဲ့ကြရပါတယ်တပ်ပုံတွေက တကယ်ကိုအနောက်တိုင်းဆန်ဆန်နဲ့ခန္ဓာကြီးကျယ်နေသလိုပါပဲအတူတပြည့်အနှိုင်းရှင် ပြောဆိုနေတာကတော့မိပစီဟာဆိုပြေသစင်းနဲ့ဟင်းဝင်ရတို့လို့တရုတ်ပြည်က က်တောင်ချီဝေကုံကြီးကြအများကြီးခံပြီးသွားခဲ့တာမဟုတ်ပါဘူး။ဒါပေမဲ့သူမဝတ်ဆန်ထားတဲ့မင်္ဂလာပရင်ဝတ်ချင်းဝတ်စုံဒီဇိုင်းတွေသူတို့သားရဲ့ဝတ်စုံတွေပြီးတော့ဂျပန်ရဲ့ concept နဲ့အလင်းမအသုံးပြုပုံတွေကတကယ်ကိုတော်ဝင်ဆန်ပြီးတော့နိုင်ငံတကာမဂ္ဂဇင်းတွေမှာမြင်ရတဲ့ hard fashion ပုံစံမျိုးလှပနေတာကိုကြွေရပါတယ်။ ဒါကြောင့်လည်းတချို့ပြည်သက်တွေကငွေအများကြီးအကုန်ကြခံပြီးရိုက်ကူးထားတဲ့ဆိုပြည်သက်စင်းရဲ့မင်္ဂလာပရဝတ်ဒီတပ်ပုံတွေထဲအမြင်နဲ့စတိုင်ကျကျစီစဉ်ထားတဲ့မိပကြီးရဲ့ပုံတွေကပို့ပြီးတော့မိမိုင်းနေတယ်ပို့ပြီးတော့ဂျီလန်လာတယ်လို့ဒါမှပုံပုံလင်းလင်းပြောဆိုလာကြတာတွေရှိပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပြည်သက်တွေကရောထိတ်တန့်မင်းသမီးကြီးဆိုပြည်သက်စင်းရဲ့ပရဝတ်ဒီနဲ့ဇပုမင်းသမီးမိပကြီးရဲ့ပရဝတ်ဒီတပ်ပုံတွေမှာဘသူကပို့မိုက်တယ်ပို့လာတယ်ပို့ခန်းထားတယ်လို့ထင်မြင်ယူဆကြပါလိမ့်။ကိုယ့်ရဲ့အမြင်လေးတွေကိုကွန်မန့်မှာပြောသွားပေးခဲ့ကြပါအောင်နော်။